ယူဗာနိုရာဟာရာရီရဲ့ Sapiens: A Brief History of Humankind ကိုဆ ्याम န်တီဟာတွန်းကနေပြီးတော့မှ Sapiens လူသားတို့၏တမိုင်းနှစ်ချုပ်လို့ဘာသာပြန်ဆိုထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆ ्याम နယ်တကွာတက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း26လူသမိုင်းတခြားအများပိုင်းထိဒီကဘာကျော်ပေါ်မှာရှိတဲ့69တသမာ99ရာခိုင်နှုန်းသောတက်ရှိတက်တော်တွေကိုလူသားတွေမသိကြပါဘူးသူတို့ကိုအမှုဇီဝရုပ် microorganism လို့ခေါ်ဆိုကြပါတယ်အဲ့ဒီလိုမသိရခြင်းအကြောင်းရင်းကသူတို့ဟာကျွန်တော်တို့အတွက်လုံးဝအရေးမပါလို့မဟုတ်ပါဘူးတကယ်ဆိုရင်ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာဆောက်တစ်ခုတည်းရှိတတ်တော် one cell creates day ဘီလီယံနဲ့ခြေရှိပြီးသူတို့ဟာကျွန်တော်တို့ကိုယ်ခန္ဓာပေါ်အလကားတက်တက်လိုက်ပါစင်းတင်းသူတွေဖောက်ပါဘူးအမှုဇီဝရုပ်တွေဟာကျွန်တော်တို့ရဲ့အကောင်းဆုံးမိတ်ဆွေတွေဖြစ်တယ်လို့အစိုးရဆုံးယန္တူတွေလည်းဖြစ်ပါတယ် တချို့နှုတ်စီပါရုပ်တွေကကျွန်တော်တို့ရဲ့အစားအစာကိုချိပြတ်ပြီးစာအိမ်ကိုတန့်ရှင်းစေပြီးတချို့တွေကြတော့အနာရောဂါ၊ကပ်ရောဂါတွေဖြစ်စီပါတယ်။သို့တိုင်အောင်1684ခုနှစ်ရောက်မှသာလူသားမျက်စိနဲ့နှုတ်စီပါရုပ်ဆိုတာကိုပထမဦးဆုံးချိန်မြင်ပူးကြတာပါ။ Anton Balewin လို့ခေါ်တဲ့လူတစ်ယောက်ကရေးဆက်လေးတစ်စက်မှရှိတဲ့အင်တန်သိကျင်တဲ့တပ်တော်တွေစုပြုံနေကြတဲ့ကဘာကိုသူ့ရဲ့အိမ်လုံးအမှုကြီးမမလူကတစ်ဆင့်မြင်လာရတဲ့အခါလန့်တကြဖြစ်ခဲ့ပါတယ်။ အဲဒီကအစပြုလို့နောက်နှစ်ပေါင်း300ကြာလာတဲ့အခုချိန်ထိလူသားတွေဟာအမှုစီဝါရုပ်မျိုးစိတ်တော်တော်များများကိုပုံမူအသည့်နားလည်အောင်လှုပ်ဆောင်လာခဲ့ကြတယ်။အမှုစီဝါရုပ်တွေကြောင့်ဖြစ်တဲ့ကြောက်မက်ဖွယ်ရာကူးစက်ရောဂါတော်တော်များများကိုလည်းကျွန်တော်တို့ထိနေအနိုင်ယူနိုင်ပါပြီ။ပြီးတော့လည်းဒီအမှုစီဝါရုပ်တွေရဲ့ဆွမ်းအားကိုလည်းသိပ္ပံနဲ့ဆေးပညာဘာသာရပ်တွေကိုအကျိုးပြုအောင်သုံးချနိုင်ခဲ့ပြီ။ဒီနေ့ခေတ်မှာဆိုရင်ကျွန်တော်တို့ကဇီဝထုတ်လုပ်ဖို့ဇီဝလောင်စာတွေထုတ်လုပ်ဖို့နဲ့ကပ်ပါပိုးမှားတွေကိုရှင်းလင်းဖို့အတွက် ဘက်တီးရီးယားတွေကိုလိုသလိုဗီဇာပြုပြင်ပြောင်းလဲကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်900ကာလအတွင်းမှာတခုတည်းသောအကြီးအကျယ်ဆုံးနဲ့ပြောင်းများဆုံးအခိုက်အတန့်ဟာဇူလိုင်လ16ရက်1945မိနစ်9:29မိနစ်45စက္ကန့်မှာဖြစ်ပျက်ခဲ့ပါတယ်အဲ့ဒီတိကျတဲ့စက္ကန့်ပိုင်းချိန်မှာပဲ American သိပ္ပံပညာရှင်တွေက New Mexico ပြည်နယ် Elmo Goro ဒေတာမှာပထမဆုံးသော Atom Bomb ကို ခွဲခဲ့ပါဗျ။အဲ့ဒီချိန်ကစပြီးလူသားတွေမှာသမိုင်းကို ပြောင်းလဲနိုင်တဲ့စွမ်းရည်ကိုတောင်မကလူသမိုင်းကြီးတစ်ခုလုံးကိုအဆုံးသတ်ပြစ်နိုင်တဲ့စွမ်းရည်ကိုပါပိုင်ဆိုင်လာခဲ့ပါဗျ။ Elmo Goro ဒေတာက Atom Bomb နဲ့လဘော်ကိုရောက်သွားနိုင်ခြင်းစတဲ့အရာတွေဖြစ်ဖို့ဥတီခဲ့တဲ့သမိုင်းစဉ်ဖြစ်ပျက်ကိုသိပ္ပံပညာပြောင်းလဲမှုကြီးလို့သိကြပါဗျ။ ဒီဖြစ်ပျက်ပြောင်းလဲမှုကြီးမှာလူသားတွေဟာသူတို့ရဲ့အရင်မြစ်တွေကိုသိပ်ပံသူဒေသနာအတွက်ရင်းနှီးမြှုပ်နှံခြင်းအပြင်အင်တန်ကြီးမားတဲ့ဆွမ်းအားသစ်တွေကိုရရှိပိုင်ဆိုင်လာတယ်။ဒါဟာပြောင်းလဲမှုကြီးတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ AD 1500မတိုင်ခင်ချိန်ဒီလူသားတွေကစေပညာ၊စစ်မှတ်ဆိုင်ရာစီးပွားရေးနဲ့ပတ်သက်လို့ဆွမ်းအားသစ်အမျိုးမျိုးကိုပိုင်ဆိုင်နိုင်တဲ့သူတို့ရဲ့ဆွမ်းရည်ကိုအပြည့်အဝနားမလည်ပဲတန်တရားရှိနေတော့မှာ။ရေဝူရအပြင်တော့အစိုးရတွေ ချမ်းသာကြွယ်ဝသူတွေကပညာရေးနဲ့ scholarship တွေမှာရန်ပုံငွေတွေစိုက်ထုတ်ခဲ့ကြတယ်ဆိုတဲ့ရည်ရွယ်ရင်းကစွမ်းအားသစ်တွေရရှိပိုင်ဆိုင်မှုထက် negotiation ဆွဲလုံနိုင်စွမ်းရည်တွေကိုထိမ့်သိမ်းနိုင်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီ modern kit မတိုင်ခင်ကမင်းလုံအုပ်ချုပ်သူတွေကဆရာတော်တွေဒသနာပညာရှင်တွေကဗျာဆရာတွေကိုငွေကြေးထောက်ပံ့နေဆိုတာဒီလူတွေကသူ့ရဲ့အုပ်ချုပ်မှုကိုပုံမှုတိကျခိုင်မာအောင်ကူညီပေးဖို့နဲ့ နိုင်ငံတွင်းလူမှုတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအောချုပ်သူတွေအနေနဲ့သူတို့ကစေဝါအသစ်တွေကိုရှာဖွေတွေ့ရှိသွားမှာလက်နက်အသစ်တွေထွင်လာပြီးစီးပွားရေးတွတ်တက်မှုတွေကိုစဖော်ပေးလိမ့်မယ်လို့မမျှော်လင့်ခဲ့ကြပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း900အတွင်းမှာပဲလူသားတွေဟာတိတ်ပန်သူတည်တနာမှာရင်းနှီးမြှုပ်နှံခြင်းအပြင်သူတို့ရဲ့လုံတိုင်းကိုင်းတိုင်းဆွမ်းပကားကိုပုံမတို့ချက်လာနိုင်တယ်လို့အရင်ကထက်ပုံမယုံကြည်လာခဲ့ကြတယ်။ ဒါဟာမမြင်မဆန်းယုံကြည်မှုတစ်ခုမဟုတ်ပဲအချိန်ချင်းကာကအချက်အလက်တွေနဲ့တက်သေးပြပြီးသားပါအခုလိုတက်သေးပြီးပုံမှန်များပြလာတာနဲ့အမျှချမ်းသာကျွဲဝါတဲ့သူတွေအစိုးရတွေကသိပ္ပံပညာအပေါ်အရင်းမြစ်တွေကိုအရင်ကထက်ပိုပြီးစိတ်အားထက်သန်စွာနဲ့မြုံနှံလာကြပါတယ်။အဲ့ဒီလိုရင်းနှီးမြုံနှံမှုတွေမရှိဘဲ ျွန်တော်တို့အနေနဲ့လပေါ်မှာလမ်းလျှောက်တာအမှုစီဝါရုပ်တွေကိုဗီဇာပြောင်းတာနဲ့အထမ်ကိုခွဲခြားတာစတဲ့အလုပ်တွေဖြစ်နိုင်မှာမဟုတ်ပါဘူးဥပမာဆိုရရင် American ဆိုရဟာမကြသေးခင်ဆယ်စုနှစ်တွေအတွင်းမှာဘီလီယံနဲ့ကြီးတဲ့ဒေါ်လာတွေကိုနျူကလ িয়ার ယူပပေးတာကိုလေ့လာဖို့အတွက်အသုံးပြုခဲ့ပါတယ် အဲ့ဒီလေလောင်မှုကနေရလာတဲ့အသိပညာတွေကြောင့်သာအမေရိကန်စက်ရုံတွေအတွက်ဈေးသက်သာတဲ့လျှက်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့နျူကလ িয়ার ဓာတ်အားပေးဌာနတွေတည်ဆောက်နိုင်တာပါစက်ရုံတွေကလည်းအမေရိကန်စိုးရကိုခုံတွေဆောင်နေစိုးရကလည်းအဲ့ဒီခုံတွေတဲကအချို့ကိုခွဲဝေပြီးနျူကလ িয়ার ယူပပီးရနဲ့ပတ်သက်ပြီးသူ့ဒေသနာတွေဆက်လက်လှုပ်ဆောင်ပုံငွေကြေးထောက်ပံ့ပါတယ်အရင်မြစ်တွေသူတည်တနာပြူတာတွေရရှိလာတဲ့ဆွမ်းအားဒီသုံးခုကတော့သိပ္ပံပညာပြောင်းလဲမှုကြီးအတွက်တန်တရာဆက်ကွင်းမဲ့ဖြစ်ပါတယ် သိပ္ပံပညာမှာထုတ်တတ်မှုရဖို့အတွက်သူ့ဒေသနာတတ်တဲ့နယ်အလုံးမဖြစ်ပါဘူးသိပ္ပံပညာနိုင်ငံရေးနဲ့စီးပွားရေးစသည်တို့အားလုံးရဲ့အပိတ်မှုအပေါ်မှာအပြန်အလှန်မှီတည်နေပါတယ်နိုင်ငံရေးနဲ့စီးပွားရေးဖွဲ့စည်းတွေကထောက်ပံ့တဲ့ရင်းမြစ်တွေမရှိဘဲနဲ့သိပ္ပံသူ့ဒေသနာပြုဖို့ကဖြစ်နိုင်ပွဲမရှိတဲ့လောက်ပဲဖြစ်ပါတယ် အပြန်အလှန်အပြင်သိပ္ပံသူဒေသနာကလည်းစွမ်းအားသစ်တွေကိုပေးဆက်နေအဲ့ဒီစွမ်းအားသစ်တွေကိုအသုံးပြုတဲ့အခါရရှိလာတဲ့အရာများအရင်းမြစ်အသစ်များကို သိပ္ပံသူဒေသနာပြုလို့ရမှာတပံပြန်လဲမြုံနယ်ရမှာပဲဖြစ်ပါတယ်ယနေ့ မော်ဒန်ခေတ်လူသားတွေကသူ့တည်တနာလှုပ်ခြင်းအပြင်စွမ်းအားသစ်တွေပိုင်ဆိုင်နိုင်တဲ့စွမ်းရည်တွေသူတို့မှာရှိတယ်လို့ပါကြောင့်များပုံပြီးပုံပြီးယုံကြည်လာကြတာပါလေ။သိပ္ပံပညာနိုင်ငံရေးနဲ့စီးပွားရေးတို့ကြားကခိုင်မာတဲ့ဆက်သွယ်မှုကိုဘယ်အရာကများဖြစ်စေတာပါလဲ။အဲ့ဒါနဲ့ပတ်သက်တဲ့အဖြေတချို့ကိုပေးနိုင်ဖို့ခေတ်သစ်သိပ္ပံရဲ့ထူးခြားတဲ့သဘာဝကိုဒီခန်းမှာလေ့လာသွားမှာပဲဖြစ်ပါတယ်။နောက်ထပ်အခန်းနှခန်းမှာတော့ ိပံပညာဥရောပအင်ဖာရာတွေနဲ့အရင်းရှင်စီးပွားရေးစနစ်တို့ကြားကမှမိဖြူဆက်သွယ်မှုပေါ်ပေါက်လာပုံကိုဆန်းစစ်သွားမှာပဲဖြစ်ပါတယ်။မတိနားမလည်မှုလူသားတွေဟာစဉ်စားသိမြင်ခြင်းပြောင်းလဲမှုကြီးချိန်ကစပြီးဆက်ကြဝဠာလောကကြီးကိုနားလည်ဖို့စူးစမ်းလာခဲ့ကြတာပါ။ ကျွန်တော်တို့ရဲ့ဘဝတွေကသဘာဝလောကတရားကြီးကိုထိ ंछ ုပ်ဆူမှုတဲ့ဥဒေတာတွေကိုရှားပွေတွေ့ရှိဖို့အချိန်ကာလနဲ့ပေါင်းများစွာကြိုးပမ်းအားထုတ်လာခဲ့ကြရတာပါဒါပေမဲ့ခေတ်သစ်သိပ္ပံပညာကတော့ရှေးအရင်ကရိုးရာသိပ္ပံပညာတွေလာပုံနဲ့တိတိတသာကွဲပြားတဲ့အရာ၃ခုရှိပါတယ်။ကာကြီးမိမိတို့ရဲ့မသိနားမလည်မှုကိုစိတ်အားထက်သန်စွာဝန်ခံခြင်းခေတ်သစ်သိပ္ပံပညာဟာလက်တင်ဇာကလုံး ignomas ကျွန်တော်တို့မသိပါဆိုတဲ့စက်လုံးပေါ်မှာအခြေခံပါတယ်။ သူ့ရဲ့ယူဆချက်ကတော့အရာအလုံးကိုကျွန်တော်တို့မသိရှိကြပါဘူးလို့ဆိုလိုတာပါ။ဒါတဲ့ပုံရေးကြည့်တာကကျွန်တော်တို့ရဲ့အသိပညာအသက်တွေထိုးပွားလာတာနဲ့အမျှအရင်ကကျွန်တော်တို့လက်ခံထားတဲ့အရာတွေကမှားရပါတယ်လို့သက်သေပြနိုင်နေဆိုတာကိုလက်ခံလာကြတယ်။အင်တန်မြင့်မြတ်ပြီးဘေးကထုတ်လို့မရတဲ့ယူဆ idea သုံးဖို့ COD ရဲ့လို့မရှိပါဘူး။ခါခွေစောင့်ကြည့်လေ့လာခြင်းနဲ့သင်ကြားပညာရတုကိုဗဟုပြုခြင်း ်မသိနားမလည်မှုကိုဝန်ခံပြီးတဲ့နောက်မှာခေတ္တသိပ္ပံပညာဟာအသိပညာအသစ်တွေကိုရရှိဖို့ဥတည်လာခဲ့တယ်။အဲ့ဒီအတွက်စောင့်ကြည့်လေ့လာတဲ့အရာတွေကိုစုစည်းပြီးတဲ့နောက်သင်္ချာသဘောတရားတွေကိုအသုံးပြုပြီးအဲ့ဒီစောင့်ကြည့်လေ့လာထားတာတွေကိုပြည့်ပြည့်စုံတဲ့ theory ဖြစ်နေချိန်ဆက်တာပါ။ခံငယ်စွမ်းအားသင့်များပိုင်ဆိုင်လာခြင်းခေတ္တသိပ္ပံပညာဟာ theory တွေဖန်တီးရုံနဲ့တင်းတယ်မနေပဲစွမ်းအားသစ်တွေရရှိဖို့အတွက်ပါအဲ့ဒီ theory တွေကိုအသုံးချပါတယ်အထူးသဖြင့်ဤပညာအသစ်တွေကိုတီထွင်ကြံစားဖို့ဖြစ်ပါတယ် သိပ္ပံပညာပြောင်းလဲမှုကြီးကအသိပညာတိုးတက်ပြောင်းလဲမှုမဟုတ်ပါဘူးတကယ်တမ်းမှာတော့လူတွေရဲ့မသိနားမလည်မှုဆိုင်ရာပြောင်းလဲမှုကြီးတရပဲဖြစ်ပါတယ်သိပ္ပံပညာပြောင်းလဲမှုကြီးကိုဖြစ်ပျက်စေခဲ့တဲ့ကြီးကျယ်ခမ်းနားတဲ့ရှားဝေးတွေ့ရှိမှုကလူသားတွေဟာသူတို့အတွက်အရေးကြီးဆုံးဖြစ်တဲ့မိဂုံတွေရဲ့အဖြေကိုမသိကြပါလားဆိုတာကိုရှားဝေးတွေ့ရှိခြင်းပဲဖြစ်ပါတယ် ခေတ်သစ်မတိုင်မီကအစ္စလာမ်အသိပညာတွေဖြစ်တဲ့အစ္စလာမ်ဘာသာ၊ခရစ်ယာန်ဘာသာ၊ဗုဒ္ဓဘာသာနဲ့ကွန်ပျူတာဝါရီတွေကကမ္ဘာလောကကြီးနဲ့ပတ်သက်ပြီးသိဖို့အရေးပါတဲ့ရာဟုသမျှအကုန်လုံးကိုလူသားတွေသိရှိပြီးဖြစ်တယ်လို့အခိုင်အမာပြောထားပါတယ်။ခန်းနာတဲ့နတ်ဘုရားတွေအလုံးစုံကိုတတ်နိုင်တဲ့ဘုရားသခင်ဒါမှမဟုတ်ရှေးကာလပညာရှိကြီးတွေကအလုံးစုံကိုသို့မဟုတ်သိရှိနားလည်တဲ့ဉာဏ်ပညာကိုပိုင်ဆိုင်ကြပြီးသူတို့နားလည်ထားတဲ့အရာအလုံးကိုနှုတ်တိုင်အပြင်လည်းကစံစာပြပိုက်တွေဖွင့်ဟပေါ်ပြထားပြီးဖြစ်တယ်။ တီမျိုးဖြစ်တဲ့ရိုးရိုးတန်မှန်လူတွေကတော့အဲ့ဒီရှင်းဟောင်းစာတွေကိုထက်ထက်ဝင်ဝင်လေ့လာပြီးမမှန်ကန်ကန်နားလည်မှသာအသိပညာတွေရရှိကြတယ်။တန်မာကျန်းစာ၊ကိုရီယန်၊ဝေဒါကျန်းတွေကစက်ကြောလာကြီးနဲ့ပတ်သက်တဲ့အရေးပါတဲ့သို့မဟုတ်လေ့ဝတ်ချက်တွေမပါဘဲပြောင်းနေပြီးအသွေးသားကိုခန္ဓာနဲ့လူသားတွေကလည်းအဲ့ဒီရှင်းဝတ်ချက်တွေကိုရှာဖွေဖော်ထုတ်နိုင်မယ်ဆိုတာဟာစိတ်ကူးနဲ့တောင်စဉ်းစားလို့မရနိုင်တဲ့အရာတွေပါ။ရှင်းဟောင်းစဉ်လာအသိပညာတွေကဝန်ခံခဲ့တဲ့မသိနာမလည်ဘူးနှစ်ခုတော့ရှိပါတယ်။ပထမတစ်ခုက တူတယောက်အနေနဲ့ရေးပါတာတွေမသိနားမလည်တာတွေဖြစ်နိုင်တယ်လို့ယူဆတယ်။အဲ့ဒီအခါလိုအပ်တဲ့အသိပညာတွေကိုရဖို့အတွက်သူ့အနေနဲ့အခြားပညာရှိတယောက်ကိုမေးလိုက်ရုံပါပဲ။ဒါနဲ့တင်လုံလောက်ပါတယ်။ဘာလို့လဲဆိုတော့ဘယ်သူမှမသိသေးတဲ့အရာတစ်ခုခုကိုသိဖို့လိုအပ်ချက်မှမရှိတာ။ဥပမာ73ရာစု Rockshire ရွာတီရွာကလည်းတမားတယောက်ကအလူသားမျိုးနွယ်ဘယ်လို စတင်လာတယ်လဲဆိုတာကိုသိချင်ရင်သူ့အနေနဲ့ခရီးယန်စင်လာတိပညာမှာတည်ချတဲ့အဖြစ်တွေရှိတယ်လို့ယူဆထားပြီးသားပဲဆိုတော့သူ့အနေနဲ့ရွာမှာရှိတဲ့ခရီးယန်ဘုံကြီးကိုဝေးလိုက်တာနဲ့ပြီးသွားမှာပဲဒုတိယတစ်ခုကတော့အစင်လာတိပညာရကြီးတစ်ခုလုံးကတိတ်ရေးမပါတဲ့အရာတွေကိုမသိနားမလည်နိုင်တာမျိုးရှိနိုင်ပါတယ်လို့ယူဆတာပါဆိုလိုတာကကြီးကျယ်တဲ့နဲ့ဗျာတွေရှေ့ပညာရှိကြီးတွေကကျွန်တော်တို့ကမပြောပြခဲ့တဲ့အရာတွေကဘာမှအရေးမကြီးလို့ပဲဖြစ်ပါတယ်။ဥပမာပြောရရင်စောစောကလေသမားကပင့်ကူတွေ ပင့်ကူမြင်တွေဘယ်လိုရက်ကြသလဲဆိုတာကိုသိကျင်နေဆိုပါစို့ဒါကိုဖုံးကြည့်သွားမေးလို့လက်ကားပါပဲဘာလို့လဲဆိုတော့ခရီးရန်တမကျန်းစာထဲမှာကအဲ့ဒီမေကုန်းနဲ့ပတ်သက်ပြီးအဖြေမှမရှိတာတို့ပင်မဲ့လဲဒါကြောင့်မလို့ခရီးရန်ဝါရဟာပြည့်ပြည့်စုံချင်းမရှိပဲလိုအပ်မှုရှိတယ်လို့မဆိုလိုပါဘူးအဲ့ဒီအစားပင့်ကူတွေပင့်ကူမြင်ဘယ်လိုရက်ကြသလဲဆိုတာကိုနားလဲတာဟာဘာမှအေးမပါပါဘူးလို့ပဲယူဆရမှာဖြစ်ပါတယ် ြောကြစတဲ့ဆိုရင်ဘုရားသခင်ကပင့်ကူတွေဘယ်လိုရကြတဲ့လဲဆိုတာကောင်းကောင်းကြီးသိပြီးသားပဲဒါဟာတကယ်ရေးပါတဲ့အချက်လက်ဖြစ်တယ်ဆိုရင်လူသားတွေကြီးပွားဖို့နဲ့ကယ်တင်ခြင်းရဖို့အတွက်လိုအပ်တယ်ဆိုရင်ဘုရားသခင်ကတမန်ကျမ်းစာထဲမှာဒီအကြောင်းကို ပြည့်ပြည့်စုံစုံထည့်ထားမှာပဲခရိယံဝါဒကလူတွေကိုပင့်ကူတွေမလိမ့်လာဖို့တားမြစ်ခဲ့တာတော့မဟုတ်ဘူးပင့်ကူပညာရှင်တွေနဲ့လူအတိုင်းဝိုင်းမှာ ဥရောပအလဲခေကအဲ့လိုလူတွေရှိခဲ့ရင်ပေါ့လေတည့်ရင်ပါတဲ့သူတို့ရဲ့ခန္ဓာနဲ့ခရိယံဝါဒရဲ့ဓာဝရမန်တရားတွေနဲ့သူတို့ရဲ့ရှားပွေတွေ့ရှိမှုတွေကအဆက်မမရှိဘူးဆိုတာကိုလက်ခံရမှာဖြစ်ပါတယ်။ပညာရှင်တွေနဲ့ပင့်ကူတွေသို့မဟုတ်လက်ပြားတွေသို့မဟုတ်ဂလာပါဂိုးစ်စာကလေးငှက်တွေနဲ့ပတ်သက်လို့မြည်သူသောအရာတွေတွေ့ရှိတယ်ဆိုပါစေ။လူ့သားဝိုင်းနိုင်ငံရေးနဲ့စီးပွားရေးတွေရဲ့ပဓာနအခြေခံအမှန်တရားလိုအရာတွေနဲ့ရှင်းလိုက်ရင်ဘာမှမဟုတ်တဲ့ဘဝသူတာတက်တက်ဖြစ်သွားတာပါပဲ။ တကယ်လက်တွေ့မှာတော့အဲ့ဒီလောက်ရိုးရှင်းနေတာကိုတွေ့ရပါတယ်ခေတ္တိုင်းခေတ္တိုင်းမှာအလွန်တရာမှပဲဘာသာရေးကန့်ရှမ်းပြီးရှေးရိုးဆွဲကြတဲ့ခေတ္တေဆိုရင်တောင်မှသူတို့လက်ခံထားတဲ့ဆင်လာသိပညာတစ်ခုလုံးကလစ်လျူရှုထားတဲ့ရေးကြီးတဲ့အရာတွေရှိသေးတယ်ဆိုတာကိုဖော်ထုတ်တင်ပြမဲ့လူတွေရှိစမြဲပါဒါပေမဲ့အဲ့ဒီလိုလူတွေဟာအမြဲခွဲခြားဆက်ဆံခံရတာပြည့်တင်ရှုပ်ချခံရတာနဲ့ကြုံရတတ်ပါတယ်ဒါမှမဟုတ်သူတို့ဟာအသိပညာဆင်လာသိတစ်ခုကိုစတင်တည်ထောင်ချပြီးသူတို့သာလင်သိနိုင်သမျှအရာအလုံးကိုသူတို့သိရှိနားလည်သွားပါပြီလို့ကြွေးကြော်တတ်ကြတယ် ဥမာပြောရရင်တမန်တော်မူဟာမက်ဟာသူ့ရဲ့အာရဗ်လူမျိုးတွေဟာမြင့်မြတ်တဲ့သစ္စာတရားကိုမသိနားမလည်ပဲအသက်ရှင်ကြတာကိုအပြစ်တင်ခြင်းအပြင်သူ့ရဲ့ဘာသာရေးလုပ်ငန်းစဉ်ကိုအစာပြုတယ်။တိတ်မကြခင်မှာပဲသူကိုယ်တိုင်သာလျှင်သစ္စာတရားကိုအပြည့်စုံသိရှိသူဖြစ်တယ်လို့စတင်ကြွေးကြော်လာပြီးသူ့ရဲ့နောက်လိုက်တွေကသူ့ကိုနောက်ဆုံးသောတမန်တော်သို့မဟုတ်အရှင်တမန်တော်လို့စတင်ခေါ်လာခဲ့ကြတယ်။အဲဒီကစပြီးတမန်တော်မူဟာမက်မသိတဲ့အရာဖခင်သခင်ကသူ့ကိုဖွင့်လှစ်မပြသေးတဲ့အရာဆိုလို့ မရှိတော့ပါဘူးခေတ်သစ်သိပ္ပံပညာကတော့တပူထူးခြားတဲ့အသည့်ပညာအစင်လာတစ်ခုပါဘာလို့လဲဆိုတော့တကယ်အရေးပါဆုံးမိကုန်နေတဲ့ပတ်သက်လို့အားလုံးကအတူတူပါမသိနားမလဲကြတာကိုပွက်ဝင်လင်းလင်းကြီးဝန်ခံလို့ပါပဲဒါဝင်ကသူသားလင်းဇီဝဗေဒပညာရှင်တို့ဤအရှင်းဆိုပြီး တက်ရှိနေပတ်သက်တဲ့ဗဟေးလေးကိုဆာကနေစုံဒီအကောင်လုံးတက်လက်စားတဲ့သူရှာပွေဖြေထုတ်လိုက်ပြီလို့ဘယ်တော့မှမကြွေးကြော်ခဲ့ပါဘူး။ဇီဝဗေဒပညာရှင်တွေဟာနောက်တဲ့ရာစုနှစ်များစွာသိပ္ပံသူတေသနာတွေကြဲကြဲပြင်းပြင်းထက်မှန်လောက်ဆောင်ပြီးတာတောင်မှပဲ။ အခုတည်းဒီအုံနောက်ကနေတိစိတ်ဆိုတာကိုဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတာကိုကောင်းကောင်းမရှင်းပြနိုင်သေးတာဝန်ခံကြရတယ်။ယူဘဗေဒပညာရှင်တွေကလည်းမဟာပောက်ကွဲမှုကြီးကိုဘယ်ရာကဖြစ်စေခဲ့တယ်လဲဆိုတာမသိကြတာသို့မဟုတ် quantum mechanics နဲ့ရေဘူးရနှာရ theory နှစ်ခုအကြားဘယ်လိုညှိရမလဲဆိုတာမသိကြတာကိုဝန်ခံကြပါတယ်။တခြားသောအခြေအနေတွေမှာဆိုရင်တစ်ခုနဲ့တစ်ခုရှင်းပြနေတဲ့သိပ္ပံ theory တွေက အဆက်မပြတ်အစ်စ်အစ်စ်တွေထွက်ပေါ်လာတဲ့တက်သေးအထောက်အထားတွေကိုကုကားပြီးပြင်းပြင်းထန်ထန်အပြန်အလှန်စကားစစ်ထုတ်ညှင်းခုန်ကြပါတယ်။အကောင်းဆုံးဥပမာကတော့စီးပွားရေးကိုအကောင်းဆုံးဘယ်လိုမောင်းနိုင်မလဲဆိုတာနဲ့ပတ်သက်တဲ့စကားစစ်ထုတ်ပွဲတွေပါ။ဘောကပေတာပညာရှင်တူးချင်းစီကတော့သူတို့ရန်ဒီလန်းကသာအကောင်းဆုံးဖြစ်ပါတယ်လို့ကြွေးကြော်ကြပါမယ်။ စီးပွားရေးအကြက်တဲတွေကြုံတိုင်း stock ဈေးကွက်ပူပေါင်းပောက်ကွဲမှုတွေဖြစ်တိုင်းဘယ်လိုကင်တွေရမယ်ဆိုတဲ့လောက်ထုံးလုံးကြီးကတော့အမြဲပြောင်းလဲနေတာပါပဲပြီးတော့အလုံးကလည်းဘောဂဗေဒနဲ့ပတ်သက်လို့နောက်ဆုံးသောစကားကိုပြောမယ်ဆိုတာမရှိသေးဘူးလို့ရေဘူးရလက်ခံထားကြပါတယ်ဒါပေမဲ့ တချို့သောအခြေအနေတွေမှာတော့ရရှိလာတဲ့သက်သေအထောက်အထားတွေရာ theory တချို့ဟာတသမတ်တည်းတောက်လျှောက်အမျက်မှန်ကန်နေတာကိုတွေ့ရတယ်။ဒါကြောင့်သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့တခြား theory တွေဟာဘေးကိုရောက်ကုန်တယ်။အဲ့ဒီမှန်ကန်တဲ့ theory တွေကိုလူတွေကလက်ခံကြပေမဲ့သက်သေအထောက်အထားအစ်စ်တွေပေါ်ထွက်လာပြီးဒီ theory တွေမှားယွင်းကြောင်းသက်သေပြနိုင်နေဆိုရင်သုံးဖို့ဒီ theory ကိုစွန့်ပစ်လိုက်ဖို့ပြင်ဆင်ဖို့ကိုအားလုံးကသဘောတူမိတာပါ။ ။ဒါတွေရဲ့ဥမာကောင်းကတော့ကမ္ဘာမြေဓူးချက်ကြီးများသီအိုရီနဲ့ဆင်ကပြောင်းလဲခြင်းသီအိုရီတွေပဲဖြစ်ပါတယ်။မသိနားမလည်ဘူးကိုလိုလိုချင်ချင်ဝင်ခံလိုက်တာဟာခေတ်သစ်သိပ္ပံပညာကိုအများကြီးပုံမောအသက်ဝင်လှောက်ရှားပြော့ပြားမှုရှိပြီးရှေးရင်ကအသည့်ပညာအစဉ်လာတွေနဲ့ရှင်လာရင်စူးစမ်းလေ့လာလိုစိတ်ကိုလည်းအများကြီးအားပေးရကြပါတယ်ဒါဟာကမ္ဘာလောကကြီးဘယ်လိုလုံးလုံးတယ်ဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့နားလည်နိုင်မှုစွမ်းအားနဲ့ဤပညာအသစ်တွေကိုတည်ထောင်နိုင်စွမ်းကိုကြီးကြီးမားမားထောက်ကူပေးတယ်ဒါပေမဲ့လည်းတစ်ချိန်တည်းမှာပဲဒီအရာတွေကြောင့် ကျွန်တော်တို့ရန်ရှိဘိုးဘွားတွေကြုံတွေ့ကြမလို့ခဲ့တဲ့လေးနက်တဲ့ပြဿနာတစ်ခုကိုကျွန်တော်တို့ကြုံတွေ့ရပါတယ်လောလောဆယ်ကျွန်တော်တို့အားလုံးကရှိရှိသမျှအရာအလုံးကိုနားမလည်ကြပါဘူးလို့ လက်ခံထားကြတယ်ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အသိပညာတွေဟာအပြောင်းအလဲတွေရှိနေနိုင်သေးပေမဲ့ကျွန်တော်တို့အားလုံးအတူတကွလက်ခံထားကြတဲ့စိတ်ကူးယဉ်ပုံမြင်အကြောင်းအရာတွေကြောင့်တန်ပေါင်းများစွာသောလူစိမ်းတွေဟာထိတိယယောက်လက်တွဲအလုံးလုံနိုင်ကြတယ်တကယ်လို့သာအဲ့ဒီစိတ်ကူးယဉ်အကြောင်းအရာတွေသာမှားယွင်းပြီးတန်တရားဝင်စရာကောင်းနေတယ်ဆိုရင်လူတိုင်းဝိုင်းကိုအတူတကွကျွန်တော်တို့ဘယ်လိုထိန်းထားနိုင်မလဲ ျွန်တော်တို့ရဲ့လူထုဖွဲ့စည်းတွေနိုင်ငံတွေနိုင်ငံတကာဖွဲ့စည်းတွေကိုဘယ်လိုလက်ပတ်ကြမှာလဲဒီကနေ့ခေတ်သစ်မှာလူမှုနိုင်ငံရေးခင်းကျင်းတွေတည်ငြိမ်အောင်ကြိုးစားအားထုတ်တဲ့အခါကျွန်တော်တို့မှာရွေးချယ်စရာများများမရှိပဲတိတ်ပန်နီးလမ်းမကြတဲ့နှီးစနစ်နှစ်ခုတည်းကတစ်ခုမဟုတ်တစ်ခုကိုပဲရွေးရပါတယ်ကာကြီးဗရမတစ်ခုကတော့တိတ်ပန် theory တစ်ခုကိုယူလိုက်မယ်ပြီးတော့တိတ်ပန်ပညာသဘောရဲ့လုံလေလုံထားရှိတာတွေကို ပေးဖယ်လိုက်ပြီးအဲ့ဒီ theory ဒါလင်းနောက်ဆုံးနဲ့အကျွမ်းမဲ့တေးချတဲ့အမှန်တရားဖြစ်တယ်လို့လက်ခံကြွေးကြတာပါ ဒီနည်းလမ်းကိုနာစီတွေကသူတို့ရဲ့လူမျိုးရေး policy တွေဟာဇီဝဗေဒအချက်လက်တွေရဲ့နောက်ဆက်တွဲတွေးရှိမှုတွေသာဖြစ်တယ်လို့တွေးကြော်တဲ့နေရာမှာအသုံးပြုခဲ့ပြီး community တွေကတော့ Marx နဲ့ Lenin တို့ရဲ့မြင့်မြတ်တဲ့စီးပွားရေးသစ္စာတရားကိုအကျဉ်းမှန်မှန်ကန်ပြီးဘယ်တော့မှညှင်းလို့မပြဘူးလို့တွေးကြော်ရင်အသုံးပြုခဲ့ကြပါတယ်။ခါခွေဒုတိယတစ်ခုကတော့တိတ်ပင်ပညာကိုလုံးဝပြစ်ပယ်လိုက်ပြီး သိပ္ပံဒီလဲမကြတဲ့အကျွင်းမှန်အမှန်တရားတိုင်းနေထိုင်သွားဖို့ပါပဲဒါကတော့လူသားတွေမှာတမှုထူးခြားတဲ့တန်ဖိုးနဲ့အခွင့်အရေးတွေရှိတယ်လို့တရားသေးယုံကြည်လက်ခံထားတဲ့ liberal လူသားဝါဒရဲ့နှီးပြူဟာဖြစ်ပါတယ်အဲ့ဒီတရားသေးဝါဒဟာ homo sapien တွေကိုသိပ္ပံဒီကြလေ့လာထားတဲ့ရှားပွေတွင်းရှိမှုတွေနဲ့တိုက်ကြည့်မယ်ဆိုရင်ရှက်စရာကောင်းလာအောင်ကွဲလန်းတွေဒါတွေများကြီးရှိနေတာတွေ့ရပါတယ်ဒါပေမဲ့လည်းဒီအရာတွေဟာကျွန်တော်တို့ကိုမအံ့ဩစေပါဘူးဘာလို့လဲဆိုတော့ သိပ္ပံပညာရက်ကူကသူတည်တနာတွေလုပ်ဖို့အတွက်ငွေကြီးထောက်ပံ့မှုရဖို့အကြောင်းပြချက်တွေပေးရတဲ့အခါဘာသာတရားနဲ့ဝါဒတွေးခေါ်တွေပေါ်တက်ဝင်ယုံကြည်မှုတွေကိုအားကိုးရတာကိုဘာပဲဖြစ်ဖြစ်ဒီကနေ့ခေတ်သစ်ယဉ်ကျေးမှုကလည်းရှေးရင်ကယဉ်ကျေးမှုတွေနဲ့မတူပဲပို့ပို့တာတာပဲမသိနားမလည်မှုတွေကိုလွတ်လွတ်ချင်းချင်းလက်ခံထွေးဝေးကြတာကိုတွေ့ရပါတယ် လူသားတွေရဲ့ခေတ်သစ်လူပေါင်းတိုင်းဝိုင်းကိုဆက်လက်တည်တံ့စေတဲ့အရာတစ်ခုကလည်းဤပညာတိုးတက်မှုနဲ့တိတ်ပံသူတည်တဲ့နာရီပေါ်သဘောတရားတစ်ခုကိုယုံကြည်တယ်လို့မျိုးပေါင်းဝင်လက်ခံယုံကြည်လာကြတာပါပဲဒါကလည်းအကျွမ်းမှန်မှန်တရားအပေါ်ယုံကြည်သက်ဝင်မှုကိုတိုင်းတာတစ်ခုထိစားထိုးနေရယူသွားတာပါတိတ်ပံဆိုင်ရာတရားတွေယူပါတာခေတ်သစ်တိတ်ပံပညာမှာလုံးဝမေးခွန်းမထုတ်ရမယ့်တရားတွေယူပါတာနေမရှိတော့냐လဲ ဘုံတူကြီးတဲ့သူတေသနာပြုနီးလန်းတွေရှိပါတယ်။အဲ့ဒါတွေကကျွန်တော်တို့ရဲ့အာယုံတစ်မျိုးမျိုးနဲ့လေ့လာစုစမ်းလို့စုစမ်းမိလာတဲ့လက်တွေ့မျက်မြင်တွေ့ရှိချက်တွေကိုခြေခံပြီးသင်ချားရဲ့အကူအညီနဲ့ပေါင်းစုထားတာပေါ့။ တမိုင်းတခြားမှာလက်တွေ့စူးစမ်းမှုမျိုးမျိုးကိုလူတွေကလောက်ခဲ့ကြပေမဲ့ဒါတွေရဲ့ရေးပါမှုကအခန့်အသတ်ရှိပါတယ်စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့လိုအပ်တဲ့အဖြေတွေအားလုံးကိုရပြီးသွားတဲ့အချိန်မှာလေးလာမှုအသစ်အသစ်တွေလုပ်ပြီးဖို့တန်ရင်းမြစ်တွေကိုဘာလို့ဖြုံးတီးနေဦးပါလဲဒါပေမဲ့အလွန်ရေးပါတယ်မိကွန်းတချို့ရဲ့အဖြေကိုမသိသေးဘူးဆိုတာဝန်ခံပြီးတဲ့အခါမှာတော့ခေတ်သစ်လူသားတွေဟာလုံးဝစမ်းသစ်တဲ့အသိပညာတွေကိုရှာဖွေဖို့လိုအပ်ကြောင်းသိလာခဲ့ကြတယ်ဆိုတော့ တက်ဆက်တဲ့မှာပဲအရင်ကအသိပညာဟောင်းတွေကချိုးငဲ့မှုရှိတယ်လို့ခေတ္တသူတေသနစနစ်ကတရားတွေယူမှတ်ထားတယ်ကျွန်တော်တို့ဟာဆင်လာအသည့်ဟောင်းတွေကိုပြန်လည်လေ့လာမယ်အစားလေ့လာဆန်းသမှုအသည့်တွေလုပ်ဖို့အာရုံစိုက်ပါတယ်။မြန်မာတွေးရှိချက်တွေနဲ့အတိတ်ကဆင်လာအသည့်တွေထိထိုက်တိုးတဲ့အခါမျိုးမှာမြန်မာတွေးရှိချက်တွေကိုပဲဦးစားပေးစဉ်းစားပါတယ်။တကယ်တမ်းကျတော့ဆက်ကြဝဠာတွေကအလံဝေးတဲ့ကျယ်စင်စုတွေကိုစူးစမ်းတဲ့ယူဘဗေဒပညာရှင်တွေ ခြေခေ Bronze Age မြို့တမျိုးကနေရတဲ့အကျဉ်းချံတွေကိုကဲပြတ်သုံးသပ်တဲ့ရှီဟောင်းသူတေသနာပညာရှင်တွေရင်းရှင်ဝါဒပေါ်ပေါက်လာပုံကိုလေ့လာတဲ့နိုင်ငံရေးသိပ္ပံပညာရှင်တွေဟာရှေးထုံးကိုလုံးဝပြစ်ပယ်တာမျိုးတော့မဟုတ်ပါဘူးအစပိုင်းမှာတော့အတိတ်ကပညာရှင်တွေပြောခဲ့ရေးခဲ့တာတွေကိုလေ့လာတာနဲ့သူတို့တွေအစပြုကြတယ်သို့ပေမဲ့ရည်မှန်းချက်ကြီးတဲ့ယူဘဗေဒပညာရှင်ရှီဟောင်းသူတေသီနဲ့နိုင်ငံရေးသိပ္ပံပညာရှင်အလောင်းလျာတွေဟာအိုင်းစတိုင်းဟင်ဒရစ်ရှီလ်မင်းနဲ့မတ်ဝဘာတို့ တိခက်နားလည်တာတွေထက်လွန်မြောက်ပြီးသိဖို့ကသူတို့ရဲ့ပန်းနိုင်မယ်လို့ကောလိပ်ပထမနှစ်လောက်မှာတင်နားလည်သွားကြတယ်။စောင့်ကြည့်လေ့လာမှုတက်တက်နဲ့တော့အသိပညာဖြစ်မလာပါဘူး။ဆက်ကြဝလာကြီးကိုနားလည်ဖို့ဆိုရင် စောင့်ကြည့်လေ့လာမှုတွေကိုပြည့်ပြည့်စုံတဲ့ theory တွေနဲ့ချိန်ဆက်ပေးဖို့လိုပါတယ်။ဇောဝိုင်းတိပညာဇလန်းတွေမှာတော့ theory တွေကိုဇလန်းတွေအဖြစ်ပုံပေါ်ခဲ့ကြပါတယ်ခေတ္တသိပ္ပံကတော့တင်ချာကိုသုံးချတယ်တမန်ကျမ်းစာ Quran ဝိဒါကျန်းနဲ့ကွန်ပျူတာကန်ဝင်ကျန်းတွေမှာညီမကြီးနဲ့ graph တွေတွဲချက်မှုတွေမပါတာတော့ပါပဲရိုးရာဒဏ္ဍာရီတွေကျန်းစာတွေကရေဘူးရဥပဒေတွေကိုချပြတဲ့အခါတင်ချာနီးနဲ့မဟုတ်ပဲဇက်ကြောင်ပြောတဲ့ပုံစံနဲ့ပြောပြကြတယ်မာနခီယန်ဘာသာတရားရဲ့အခြေခံစီးပင်းတစ်ခုကလောကကြီးဟာအကောင်းနဲ့ဆိုးတို့ရဲ့စစ်တလင်းပဲလို့ပြပြတာသာပြောပါတယ်အကောင်းဆွမ်းအားတစ်ခုကစိတ်ဝိညာဉ်ကိုဖန်ဆင်းပြီးတော့အဆိုးဆွမ်းအားတစ်ခုကရုပ်ဒရက်ကိုဖန်တီးတယ်လူသားတွေဟာ ဒီအင်အားနှစ်ခုရဲ့အကြမ်းမှာပိတ်မိနေပြီးတော့အစိုးကိုပဲအကောင့်ကိုရွေးချယ်တင်တာပေါ့ဒါပေမဲ့ဒီအင်အားနှစ်ခုရဲ့အစွမ်းအသီးသီးကိုတန်ဖိုးဖြတ်ပြီးလူတွေရဲ့ရွေးချယ်မှုကိုမှန်းဆဖို့တင်ချပုံသေးနည်းတစ်ခုရဲ့လို့တော့တမန်တော်မာနီက ေးမသွားခဲ့ပါဘူးလူတယောက်ပေါ်တက်ရောက်တော့အားသည်သူ၏စိတ်ဝိညာဉ်ရွေးချယ်မှုကိုတီးပြီးသူ၏ရုပ်ခန္ဓာဓာတ်ထုပြင်စားခြင်းပြင်ညီမြသည်လို့ဘယ်တော့မှသူတွက်ချက်ပေးမသွားခဲ့ပါဘူးသိပ္ပံပညာရှင်တွေကြတော့အဲ့ဒါမျိုးကိုမှဖော်ထုတ်ပြီးအအောင်မြင်မြင်ဆောင်ရွက်ချင်တာခေတ်သစ်သမိုင်းမှာအရေးကြီးဆုံးစာအုပ်လို့ပြောရမယ်ဘဝဒသနာဤသင်္ချာဥပဒေသားများ The Mathematical Principles of Natural Philosophy စာအုပ်ကို Isaac Newton က1689ခုနှစ်မှာထုတ်ဝေခဲ့တယ် နျူတန်ကရွေးရှားမှုနဲ့ပြောင်းလဲမှုတို့ဆက်ဆက်ပုံရဲ့အထွေထွေ theory ကိုတင်ပြခဲ့တယ်။သူ့ theory ရဲ့ကြီးကျယ်ခံနာမှုကဘာလဲဆိုရင်ဘန်းဒီကြွေကြရတာကနေကြဲကြွေတာအထိဆက်ကြော်လာတဲ့ကအရာဝိတ္ထုတွေရဲ့ရွေးရှားမှုကိုတည့်ယိုရှင်းတဲ့တင်ချာကြီးများခြင်းသုံးခုကိုသုံးပြီးခန့်မှန်းတွက်ချက်ရှင်းပြနိုင်စွမ်းရှိတာပါပဲ။ summation factor f equal to 0 summation factor f equal to m factor a factor f 1 to 2 equal to minus better F221 အမြောက်ကြည်စံတစ်ခုသို့မဟုတ်ဂျိုးတစင်းရဲ့ရွေ့ရောင်းမှုကိုမှန်းဆခြင်းနဲ့နားလည်ခြင်းနဲ့ဆိုရင်သူတို့ရဲ့ draft to လာရတဲ့အချိန်ပြီးရင်သူတို့ဘောတက်ရောက်နေတဲ့အားတွေကိုတိုင်းတာလိုက်ရလာတဲ့ဂိန်းကနန်းတွေကိုနျူတန်ရဲ့ညီမာခြင်းတွေမှာထက်ထွက်လိုက်တာနဲ့အနာဂတ်တစ်ချိန်မှာသူတို့ရောက်နေမယ့်နေရာကိုမှန်းပြောလို့ရတယ်ဒါဟာတကယ့် မျောပညာလိုပါပဲ၁၉ရာစုကုန်ကန်နီးကြမတာနူတန်ရဲ့ဥပဒေတွေနဲ့မကိုက်ညီတဲ့တွေးရှိမှုအနှံ့ငယ်ကိုသိပ္ပံပညာရှင်တွေတွေးရှိလာခဲ့ကြတာပါအဲ့ဒါတွေကယူဘဗီဒါရဲ့တော်လန်ရဲ့အသစ်တွေဖြစ်တဲ့နှားရသီအိုရီနဲ့ quantum mechanics ဆိုတာတွေကိုတွေးရှိဖို့ညွှန်ပြခဲ့ပါတယ် တဘာဝတရားရဲ့စာအုပ်ကိုသင်ကြားပါတာစကားနဲ့ရေးထားတဲ့နူတန်ကပြသခဲ့တယ်။ယူဘဗေဒလိုတချို့နယ်ပယ်တွေကိုရှင်းလင်းတဲ့ညီမကြီးနေနဲ့အနစ်ထုတ်လို့ရတယ်။ဒါပေမဲ့ဇီဝဗေဒဘောဂဗေဒနဲ့စိတ်ပညာလိုဘာသာရပ်တွေကိုအနစ်ထုတ်ကောက်ချက်ဆွဲဖို့စ조사တဲ့အခါကျတော့အဲ့ဒီနယ်ပယ်တွေကတိမ်မွေ့ရှုပ်ထွေးမှုတွေများတဲ့အတွက်နူတန်ရဲ့ညီမကြီးလိုမျိုးကောက်ချက်ချဖို့စ조사တာအချီးနှီးလို့ပညာရှင်တွေကတွေးရှိသွားတယ်။ဒါပေမဲ့သူတို့တွေသင်ချာကိုလက်လျှော့လိုက်တာတော့မဟုတ်ဘူး။ဗဂရိမန်တရားရဲ့ပုံမှုတိမ်မွေ့ရှုပ်ထွေးတဲ့မျက်နှာစာကို ကင်တွေဖြည့်ရှင်းဖို့အတွက်သင်္ချာပညာရက်ခွဲတခုကိုလွန်ခဲ့တဲ့အနှစ်နီယာကျော်ကတိုးတက်ကြံစားခဲ့ကြတယ်။အဲဒါကတော့စီးရင်ပညာပဲဖြစ်ပါတယ်။1944ခုနှစ်မှာစကော့တလန်က Presbyterian ကင်ဘုန်းတော်ကြီးနှစ်ပါးဖြစ်တဲ့ Alexander Western နဲ့ Robert Wallis တို့ကကွယ်လွန်သူဘုန်းတော်ကြီးတွေရဲ့ကျန်းရည်သူမှုစုမာတွေအတွက်ပင်စင်လာတာပေးဖို့အသက်အာမခံရန်မုံငွေတရက်ထူထောင်ဖို့ဆုံးဖြတ်ခဲ့တယ်။စီစဉ်ကတော့သူတို့ဘုရားကျောင်းတော်ကဘုန်းတော်ကြီးတပါးချင်းစီက သူတို့ဝင်ရွေတစ်စိတ်တစ်ပိုင်းကိုရန်မုံငွေထက်ဝင်မယ်။ငွေတွေကိုရင်းနှီးမြှောက်နှံထားမယ်။ဘုံတော်ကြီးတစ်ပါးပါပြန်လွန်ခဲ့ရင်သူ့ဝိမာကရန်မုံငွေရဲ့အတိုးအမြတ်ထဲကနေဝေစုရမယ်။ဒါဆိုလက်ကြံဘွားကိုသူတက်တောင့်တက်တာဆက်နေသွားလို့ရလိမ့်မယ်။ ဒါပေမဲ့ဒီအသက်အာမခံကပြန်လည်ထောက်ပံ့ရရှိတာတွေကိုထောက်ပံ့နိုင်မှုအတွက်ရန်ပုံငွေလုံလောက်ရှိနေအောင်ဘုံတော်ကြီးတွေကငွေဘယ်လောက်ထည့်ရမလဲဆိုတာကိုဆုံးဖြတ်ရတယ်။ဒါကြောင့်တနည်းကိုဘုံတော်ကြီးဘယ်နှပါပြန်လွန်တော်မူမလဲ။မုံစုံမဘယ်နှယောက်ခလေးဘယ်နှယောက်ကျန်မလဲ။မုံစုံမတွေကသူတို့ယောက်ျားဘုံတော်ကြီးတွေတဲ့နှစ်ပေါင်းဘလောက်အသက်ပိုရှင်မလဲစတာတွေကို Western နဲ့ Wallis တို့ခန့်မှန်းတွက်ချက်ဖို့လိုအပ်လာခဲ့တယ်။ဒီဘုံတော်ကြီးနှစ်ပါးဘာတွေမလုပ်ခဲ့ဘူးလဲကြည့်ရအောင်။ ဒီကိစ္စအတွက်ဖြေရဖို့ဘုရားသခင်စီမှာဆုမတောင်းခဲ့ဘူး။ကျမ်းစာတွေဘာသာရေးပညာရှင်တွေရဲ့ကျမ်းမာလည်းလိုက်မရှာခဲ့ဘူး။ဒသနာဆွေးနွေးညင်းခုံပွဲတွေတဲ့ရောက်မသွားဘူး။စကော့လူမျိုးတွေဖြစ်လို့သူတို့ကတိတ်လက်တွေ့ဆန်နေ။သူတို့လောက်တာကအီဒင်ဘာရာတက်ကတူကတင်ချပါမကကောလင်းမက်လော်ရင်ကိုဆက်သွဲတဲ့လူတွေဘယ်အသက်အရွယ်မှာတည်ကြလဲဆိုတဲ့အချက်လက်တွေ300ပါမီစုဆောင်နေ။အဲ့ဒီအချက်လက်တွေကိုသုံးပြီးတနေ့မှာဘုံတော်ကြီးဘယ်နှပါပြန်လည်တော်မူမလဲတွက်ချက်ကြတယ်။တကယ်တော့ တို့လုပ်ခဲ့တဲ့လောက်ကစီးရင်ပညာနဲ့ဖြစ်တန်ဆွမ်းဆိုတဲ့နယ်ပယ်မှာမကြသိခင်ကမှရှာဖွေတွေ့ရှိထားတဲ့ချက်တွေကိုအခြေခံမိရတာဖြစ်နေတယ်။အဲ့ဒီထဲကတစ်ခုကတော့ Jacob Barnoli ရဲ့ကိန်းကနန်ကြီးများဤဥပဒေတာ Laura Lodge Number ဆိုတာပါ။သူ့ဥပဒေတာအရလူတယောက်ရဲ့တည်ခြင်းကိုမမှန်ကန်ကန်ခက်မှန်းဖို့ကခက်ခဲတယ်ဆိုတဲ့ကိစ္စဖြစ်ပေမဲ့လားတို့ကိစ္စတွေမြတ်များစွာရဲ့ပြင်းပြရလတ်တွေပေါ်ကိုမူတည်တဲ့အခါမှာတော့အတော်ကြီးကိုနီးနီးဆက်ဆက်ခက်မှန်းလို့ရတယ်လို့ပြောထားပါဗျ။ မက်ဂလိုရီနေနဲ့ဘုံတော်ကြီးဝက်စတာနဲ့ဝေါ်လစ်တို့နောက်နှစ်ထဲမှာတည်မလားဆိုတာတေချာပညာသုံးဝီမခန့်မှန်းတာမြင်မဲ့အချက်လက်တွေတောင်လုံးလုံးလောက်ရလာခဲ့ရင်လာမယ့်နှစ်မှာစကော့လန်ပရီဗီတေရီယန်ဂိုင်းကဘုံတော်ကြီးဘယ်နဲ့ပါလောက်ပြန်လွန်တော်မူမလဲဆိုတာကိုတော့အတော်တိတိကျကျပြောနိုင်တယ်။ကံကောင်းစွာပဲအစင်းနဲ့သုံးလို့ရတဲ့ကိန်းကနဲအချက်လက်တွေသူတို့ရလိုက်တဲ့တင်ချာပညာရှင်ကြီးအက်ဒမွန်ဟယ်လီက ဒီမတိုင်ခင်နှစ်90ကထုတ်ဝေထားခဲ့တဲ့အာမခံဆိုင်ရာဇယားတွေကတကယ့်လက်တွေမှာအသုံးဝင်ခဲ့တယ်ဂျာမနီနိုင်ငံဘရက်စလာလော့မြို့ကဝေစင်း1238ခုနဲ့တည်စင်း1184ခုတို့ကိုဟယ်လီကစီစစ်ပြုစုထားတာပါသူ့ဇင်းစရာတွေကလည်းဥမာအသက်20ရှိတဲ့လူတယောက်ဟာတနေ့မှာတင်းမဲ့အလားလားတရားလေးတလေးရှိပြီးအသက်50ရွယ်လူတယောက်ဖို့တော့39လေးတလေးရှိတယ်ဆိုတာမျိုးသိရတယ်ဒီကိန်းကနန်းတွေကိုဆက်ဆက်တက်ချက်ပြီးတော့ဝက်စတာနဲ့ဝေါ်လစ်တို့ကောက်ချက်ချလို့ရတာကပြည်မြအားဖြင့် စကတ်လူမျိုး Presbyterian ဘုန်းတော်ကြီး930ပါးဟာအမြဲတမ်းအသက်ရှင်နေထိုင်နိုင်မဲ့တစ်နှစ်ကို ြမ်းမြဘုံတော်ကြီး28ပါပြန်လွန်မယ်သူတို့ထဲက78ပါမှမဟုတ်ဆုံးမှကြံခဲ့မယ်မဟုတ်ဆုံးမှမကြံခဲ့မဲ့ဘုံတော်ကြီး900မှာတော့မိပါမယ်သာသမီကြီးကြံခဲ့မယ်မဟုတ်ဆုံးမှကြံခဲ့မဲ့ထဲက2ယောက်မှာတော့အင်းအိမ်နောင်နဲ့ရတာတဲ့အသက်16နှစ်မပြည့်တဲ့သာသမီကြီးကြံခဲ့မယ်ကြံရည်သူမဟုတ်ဆုံးမှမသိခင်တောင်မှမုံနောက်အိမ်နောင်မပြုတ်ခင်အချိန်ဘယ်လောက်ရှိမလဲဆိုတာကိုသူတို့စက်ပြီးတွက်ချက်တယ်မဟုတ်ဆုံးမှတည်သွားရင်ပဲဖြစ်ဖြစ်နောက်အိမ်နောင်ပြုတ်ရင်ပဲဖြစ်ဖြစ်ပင်စင်ဆက်မပြီးတော့ဘူး ဒီကိန်းခန်းတွေကြောင့်ရန်ပုံငွေစီစဉ်မှာပါဝင်မဲ့ဘုံတော်ကြီးတွေမရှိတော့ရင်သူတို့မိသားစုဆက်လက်ထောက်ပံ့ရစီဖို့ငွေဘလောက်ထည့်ဝင်ရမလဲဆိုတာ Western နဲ့ Wallis တို့ဆုံးဖြတ်သွားလို့ရတယ်။တစ်နှစ်ကို2ပေါင်12ရှိလဲ2ပဲဒီထည့်ဝင်ခြင်းအပြင်ဘုံတော်ကြီးတစ်ပါးဟာသူ့မိမမို့ဆိုးမှဖြစ်ရင်တစ်နှစ်ကို10ပေါင်လုံးအထောက်ပံ့ရမှာဖြစ်တယ်။ဒါဟာအဲ့ဒီခေတ်ကာလကတော့အတော်များပြတဲ့ငွေပမာဏပါ။တကယ်လို့အဲ့ဒီပမာဏကမလောက်ငါဘူးထင်ရင်တစ်နှစ်ကို6ပေါင် 17ရှိလင်းသုံးပန်းနီအထိတိုးပြီးထက်ဝင်လို့ရတယ်ဒါဆိုသူ့မိုးစုမကတစ်နှစ်ကို25ပေါင်ထောက်ပံ့ငွေရမယ်သူတို့ရဲ့တွက်ချက်မှုတွေရနောက်21နှစ်ကျော်ကြာတဲ့အခါ1965ခုနှစ်မတိုင်မီမှာတော့ Scotland ဘုရားကျောင်းတော်ဘုန်းတော်ကြီးများရဲ့ကျန်းရဲသူမိန်းမများနဲ့သာသမီများထောက်ပံ့ရေးရမုံငွေစီစဉ်မှာငွေရင်းစုစုပေါင်း9,800 348ပေါင်ရှိလိမ့်မယ်လို့ခန့်မှန်းခဲ့ကြတယ်။ဒီမှန်စာချက်ကအန်အောဖွဲ့ကိုတိကျမှန်ကန်ခဲ့ပါတယ်။1965ခုနှစ်ကိုတကယ်ရောက်လာတဲ့အချိန်မှာရန်ပုံငွေ9348ပေါင်ရှိနေတယ်။ခန့်မှန်းချက်နဲ့တပေါင်လေးပဲနေတာပါ။ဒါဟာအနာဂတ်ကျန်းစရာကြီးတွေတမန်တော်ကြီးတွေဖြစ်တဲ့ဟာဘကုရီယာမီဓမ္မမဟုတ်ရင်စိန်ဂျွန်းတို့ရဲ့ရှေ့ပြေဟော်တွေထက်တောင်ပိုကောင်းမွန်မှန်ကန်နေပါသေးတယ်။ယနေ့ခင်မှာတော့ဝက်ဘွာနဲ့ဝေါ်လီတို့စတင်ခဲ့တဲ့စကော့မိုဆုမများလို့ခေါ်တဲ့ Scottish Widow ရန်ပုံငွေဟာပေါင်ဘီလီယံတရာတန်ဖိုးရှိနေပြီဖြစ်တဲ့ကမ္ဘာအကြီးဆုံးပင်စင်နဲ့အာမခံကုမ္ပဏီတွေကတခုဖြစ်နေပါပြီ။ Scott လိုမျိုးမုံစုံမရတဲ့မဟုတ်ပဲသူတို့အာမခံကိုပဲယူတဲ့ဘက်သူကိုမဆိုအာမခံဂျေထောက်ပံ့ပေးနေပါတယ်။စကော့ဖုန်းတော်ကြီးနှစ်ပါသုံးခဲ့တဲ့ဖြစ်တန်စွမ်းတွက်ချက်မှုတွေကပင်စင်လာစားအာမခံလုပ်ငန်းတွေအတွက် ဗဟိုချက်ဖြစ်တဲ့အာမခံပညာရဲ့အတွက်သာမကပဲဒီမိုဂရဖီလို့ခေါ်တဲ့ဖွာတီလူ့ရေဆိုင်ရာယောဂါတစုံတရာဖြစ်ပွားပုံဆိုင်ရာလေ့လာတဲ့ပညာရဲ့အတွက်ပါခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်ဒီမိုဂရဖီကိုအင်္ဂလိပ်ကန်ဘုန်းတော်ကြီး Robert Maltus ကအစပြုတည်ဆောင်ခဲ့ပါတယ်ဒီမိုဂရဖီကအင်္ဂလိပ်ကန်ဘုန်းတော်ကြီးဖြစ်လူဆဲဆဲခြားတန်ဝင်ရဲ့စင်ငယ်ဖြစ်စဉ် theory ခြေပြိုးစရာဖြစ်ပြန်ပါတယ်တစုံတစ်ခုသောအခြေအနေတည်ရမှာဘယ်လိုမျိုးသက်ရှိတွေ စင်ကဲဖြစ်ပေါ်လာမလဲဆိုတာကိုခံမနိုင်တဲ့ညီမကြီးနေမရှိပေမဲ့ဖြစ်တန်စွမ်းတက်ချက်မှုတွေကိုတုံးပြီးမျိုးရိုးဗီဇာပညာရှင်တွေကရှိနေတဲ့အရေးအတွက်ပမာဏအတွင်းမှာမျိုးရိုးဗီဇာပေါင်းစပ်မှုတစ်ခုရဲ့ပြန်ပွားသွားနိုင်ခြေကိုရှာဖွေတွက်ချက်နိုင်ပါတယ်။အလားတူဖြစ်တန်စွမ်းနမူနာပုံစံတွေဟာဘောဂဗေဒလူမှုဗေဒစိတ်ပညာနိုင်ငံရေးသိပ္ပံနဲ့တခြားလူမှုဆိုင်ရာသဘာဝဋ္ဌိဆိုင်ရာသိပ္ပံပညာရပ်တွေရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေလည်းဖြစ်လာတယ်။နောက်ဆုံးနျူတန်ရဲ့ကဏ္ဍဝင်ကြီးများချင်းတွေကိုတောင်းမှ Quantum Mechanics ရဲ့ဖြစ်တန်စွမ်းတွေက ဖြစ်ဆွတ်ပြေဆုံးစေခဲ့တယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့တာပါ။